မင်္ဂလာပါရှင်ဆရာမဒီနေ့ဆက်ပြီးရှင်ပြမှာကနံပါတ်14 15 16ပဲဖြစ်ပါတယ်14ကအောက်ပါအေဒီယာအတိုင်းဒါရှိသော student တို့ဤပတ်လည်အနာပေါင်းများကိုရှာပါဆိုတော့ဆရာမတို့က student ပုံလေးတပုံဆွဲကြည့်လိုက်မယ်အာဒီဆရာမတော့အကျန်ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမရဲ့ပုံကညီချင်းမညီမယ်ဒါစတူယန်ပုံတစ်ခုပေါ့နော်အဲ့ဒီစတူယန်ရဲ့ဆရာမတို့ကပတ်လည်အနာပေါင်း အကုန်လုံးပေါင်းလိုက်ကိုရချင်တယ်ဆိုတော့ student ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနားလေးပဲရဲ့အလျားကတူတယ်အဲ့ဒီအချက်ကလေးသိရမယ်နော်အနားလေးပဲရဲ့အလျားတူတယ်တကယ်လို့သူ့ကို5 cm နဲ့ဆွဲထားလို့ရှိရင်9ရယ်9ရယ်9ရယ်ဆိုတော့9 cm အမြောက်လေးဒါမှမဟုတ်6ရယ်မြောက်9 cm 9 cm 6ခုဖြစ်တဲ့အတွက်ကြောင့်မလို့6 9 20ဆိုပြီးတော့20 cm ဆိုပြီးတော့သူ့ရဲ့ပတ်လည်အနားရမယ် ပက်လက်အနားဆိုတာကအနားတွေအားလုံးကို ပေါင်းလိုက်တာဟုတ်ပြီနော်20စင်တီမီတာရမယ်ကဲဒါဆိုလို့ရှိရင်ဆရာမတို့ကဒီလိုမျိုးသူ့ရဲ့ပက်လက်အနားပေါင်းကိုလူချင်းလို့ရှိရင်အနားတစ်ဖက်ကိုရှာပေးရမယ်သူကဘာပေးထားလဲဆိုတော့ area အတိုင်းတာပေးထားတယ်။သူ့ရဲ့ဒီ area ကိုပေးထားတယ်။ဆရာမတို့ရှာရမှာကအနာတစ်ဖက်ကိုရှာပေးရမယ်။ဆိုတော့ကကြီးပေါ့နော်ဆရာမတို့စပြီးတော့ရေးလိုက်မယ်။အဲ့တော့ဒီဟာက student ဤ area ဆိုရင်သူ့ရဲ့ပေးထားချက်ကိုအရင်ဦးဆုံးရေးလိုက်မယ်။ စုရန်ဤအေရိယာနည်းများချင်း144 cm square ဒါသူရဲ့ပေးထားချက်အေရိယာကိုပေးတယ်ဆရာမတို့ရှာကျင်တာက အနာတစ်ဖက်ဆိုတော့စုရန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့အေရိယာဆိုတာက L သူရဲ့အနာတစ်ဖက်နဲ့အနာတစ်ဖက်နဲ့ရှေ့ကအရှင်းပြခဲ့ပြီးသားဆိုတော့ဆရာတို့ဒီနားလေးကိုပြန်ကြည့်အောင်နော်စတူရန်ရဲ့ဧရိယာဆိုတာကအနားအမြောက်အနားအနားနှစ်ချက်ကိုပြောတာ အနားနဲ့ထက်အနားနဲ့ထက်ဆိုတာအနားဒီ length လို့ဆရာမတို့က L ဆိုပြီးတော့သတ်မှတ်လို့ရှိရင် L square L နဲ့ထက်ကိုဆိုလိုတယ်ဒါဆိုရင်ဆရာမတို့ကဒီ A equal L square ဆိုတဲ့ဒီပုံသင်နည်းရနဲ့စပြီးတော့မှတွက်မယ်ဟုတ်ပြီနော် အဲ့ဆမ်မလို့သုံးမဲ့ပုံတင်နည်းကအေရိယာဆိုတာအနားအမြောက်အနားဆိုတော့ L L နဲ့ထက်ပေါ့နော် L နဲ့ထက် A equal L square ဆိုတော့ဒီပုံတင်နည်းကနေစပြီးတော့မှတွေ့ပြီဆိုတော့ဆမ်မလို့ဒီဘက်ကအကျဉ်းစဉ်းစားတော့ခုမှပေးထားချက်ရေးလိုက်ပြီ student e area equal 144 cm square ဆိုတော့ဆမ်မလို့ကသူ့ရဲ့အနားတစ်ဖက်က L ဆိုပြီးတော့မှထားရအောင်မယ်ဟုတ်လားအနားတစ်ဖက် e အတိုင်းအတိုင်း ညီမြချင်းအနားတစ်ဖက်ရဲ့အတိုင်းအတာကိုဆက်မတော့ l cm ဆိုပြီးထားလိုက်မယ် l cm ဟုထားပါ နော်ဆီမားဒီမှာအကျန်းနေတဲ့တော့ရှုပ်နေပြီကလေးတို့အဲဒီချာလေးရှင်းတယ်လို့လည်းဆီမားယူဆပါတယ်နော်ပထမအဝဆုံးစတူရန်ရဲ့ area ဆိုပြီးတော့သူ့ရဲ့အဲပေးထားချက်တစ်ချက်ကိုခြေလိုက်တယ်နောက်တစ်ချက်ကကြောင့်ဆီမားတို့ကအနားတစ်ဖက်ရဲ့အတိုင်းအတာကို L ဆိုပြီးထားလိုက်မယ်ဒါဆိုရင် L တန်ဖို့ရလာမယ်ပြောတာဟုတ်ပြီနော်ကဲဒါဆိုရင်ဆီမားတို့သုံးပါက A equal L square ဆိုတဲ့ပုံတင်နည်းကိုသုံးမယ် ဟုတ်လားအဲ့တော့ဒီလိုရေးလိုက်ပြီးဆိုရင် l square equal a နဲ့တူတူပဲဆိုတော့ l square ဒါကြောင့်မလို့ l square centimeter square l ကနှစ်ခုမြောက်တာဆိုတော့ centimeter square လာမယ်ဟုတ်ပြီနော်ဒါကကြတော့ဆမ်ရပုံသေနည်းကိုသုံးတာ a equal l square l square centimeter square ဒီဒီဘက်ကဘာလာမလဲဆိုတော့144 centimeter square ဆိုပဲရမယ် ်ခင်ဗျာဗေနော်အဲ့တော့ဆမ်မတ်လိုချင်တာဒီ L ကိုပဲလိုချင်တယ် L square ကိုမလိုချင်ဘူးဆိုတော့ L square ဒီဘလောက်နဲ့တူတယ်လဲဆိုတော့144နဲ့တူတယ်ဆိုလို့ရှိရင် L ကဘလောက်ရှိတယ်လဲ144ကဘာနဲ့ထက်လဲစနစ်နဲ့ထက်စနစ်အမြောက်စနစ်က144ဒါကြောင့်မို့လို့ L နဲ့ထက်ဒီစနစ်အမြောက်စနစ် စနစ်နှခါဆိုတော့ L ကိုပဲလူကျင်တာမို့လို့ဆမ်မရောဘယ်လောက်ရင်းမလဲ12 cm ဆိုမှရေးလိုက်မယ် L ဒီ12 cm ရသွားပြီဟုတ်ပြီလားကဲ L ရပြီဆိုဆမ်မရောလူကျင်တာက student ဤပလဲအနား ရှုရံရဲ့ပက်လယ်နားလို့ကျင်နေလေးနားစလုံးကို ပေါင်းပေးရတယ်ဒါမှမဟုတ်လေးနဲ့မြောက်ပင်းလည်းရတယ် L ရဲ့အမြောက် L 4 multiply my L centimeter ဆိုရေးလိုက် ဟုတ်လားအဲ့ခါကျတော့4 multiply မှာ l ဆိုတာက12 cm ဖြစ်တဲ့အတွက်ကြာမလို့7နဲ့4 48 cm ဆိုရရသွားပြီဟုတ်လားဆက်မဒီလိုပုံစံမဲ့အတွက်ရအောင်သူကပက်လက်အနားရှာခြင်းတာပက်လက်အနားလို့ခြင်းလို့ရှင်အနာတနာကိုလည်းတီးမရမယ်အဲ့ဒါကိုလေးနဲ့မြောက်လို့ရှင်ရတယ်ဒါကြောင့်မလို့အနာတနာကိုဆက်မတော့ a equal l square ဆိုတဲ့အဲ့ဒီကရှေ့မှာလေ့လာခဲ့တဲ့ unit ကနေတစ်ဆင့်ဆက်မတော့ရှာလိုက်တယ် နောက်ဆက်မတော့ကခဝေးဆက်ဆက်သွက်မယ်ခဝေးကအေရီယာဘလောက်ပေးထားလဲဆိုတော့400 meter square ပေးထားတယ်မီတာနဲ့ပေးထားတယ်နော်ဒါဆိုရင်ရလာရတဲ့ဒီအနားတစ်ဖက်ရဲ့ unit မီတာနဲ့ထွက်လာမယ်ပက်လက်အနားပေါင်းကလည်းမီတာနဲ့ထွက်လာမယ်ဒါလေးတွေတည်ထားရမယ်ဟုတ်ပြီနော်ဆိုတော့ပထမအောင်ဆုံးဆက်မတော့ပါလို့မလဲပေးထားချက်ရေးလိုက်မယ်နံပါတ်ခဝေးအတွက်ခါဝေးထွက်ပေးထားကြစရည်မယ်ခုနလိုပဲဆိုတော့အဲ့တိုင်းအဲ့ပုံစံအတိုင်းပဲတွက်လိုက်မယ်စတူရန် EED ရာ သူပေးထားတာက student e area ညမြချင်း200 sorry 400 meter square ။ဒါတော့ဆိုရင်အောက်မှာပါရေးမလဲ။အနာတစ်ဖက် e အတိုင်းအတာအနာတစ်ဖက်ဤအတိုင်းအတာညီမချင်းစမရဘာထားမလဲ l စင်တီမီတာဟုထားပါ ။ညပြီနော်။ကြည့်လားဆိုလို့ရှိရင်ဆရာမတို့ရေးရမှာဒီ L equal L square ဆိုတဲ့သူရဲ့ပုံသင်မျိုးရေးလိုက်။ဆိုတော့ကလေးတို့အနေနဲ့ဒီလိုမရေးချင်ဘူး။ဒီလိုရေးမယ် L square equal A ဆိုရင်လည်းရတယ်နော်။စိုက်တယ်လို့ထား။ဒါဆိုဆရာမတို့ဒီမှာ L square ကိုအစားထိုးမှာဒီရမရေးပဲနဲ့ဒီလိုရေးမှာတွက်ချင်လည်းရတယ်။အဲ့တော့ L square ကိုဆရာမတို့ဒီတိုင်းထားလိုက်မယ်။ A က400 cm square L square cm square ဒီ400 cm square ရှိတယ်။ ဟုတ်လားဆိုတော့ဆရာမတို့ကဒီ l squared equal 400ဆိုတာဘာမြပါလဲဆိုတော့20အမြောက်20 20ကအနားတစ်ဖက်20ကအနားတစ်ဖက်ဟုတ်တယ်နော်ကြည့်ဒါဆိုရင်ဆရာမတို့လူချင်တာက l တစ်ခုတည်းရောပဲလူချင်တယ် l ဒီဘလောက်ရှိမလဲဆိုတော့20ရှိမယ်သူကမီတာနဲ့ပေးထားတာမဟုတ်လို့20မီတာဖြစ်မယ်အဲ့လေနော်ဆီမလေးမှာစင်တီမီတာရေးမိသွားပြီ20မီတာဆိုလို့ရသွားပြီ l equal 20မီတာလိုချင်တာကဘာလဲဆိုတော့စုရန်ရဲ့ပတ်လည်နာ စတိုယန်ဤပလဲနာညမြချင်းဘာလို့မလဲ for multiply by l meter ဆိုရင်ရသွားမယ် for multiply by l က20ဆိုတော့20 meter ဆိုရေးလိုက်မယ်4နဲ့4 80 meter ဆိုပြီးတော့မှသူရဲ့ပလဲနာပေါင်းရသွားပြီဟုတ်ပြီနော်ဘာမှမခက်ပါဘူးရပြီနော် နောက်နံပါတ်15ကဒေါမန်စတုဂန်တခု၏ဧရိယာသည်28 28cm2 ဖြစ်လျင်၎င်း၏ဖြစ်နိုင်သောအလျားနှင့်အနံ6စုံကိုရှိပါ။ဆိုတော့ဒေါမန်စတုဂန်ရဲ့ဧရိယာကဘယ်လောက်ရှိလဲဆို28 cm2 ရှိတယ်။ ဆိုတော့ဆရာမတို့ကဘာလုပ်ရမှာလဲဆိုတော့စဉ်းစားရမှာပေါ့နော်ဥပမာဆရာမတို့ဒါပုံလေးတစ်ပုံဆွဲပြလိုက်မယ်ဒါ Dauman Stugan တခုအဲ့ဒီ Dauman Stugan ရဲ့ area ဒီ28 cm square ရှိတယ်28 cm square ရှိတယ်ဆိုရင်သူ့ရဲ့အလျားနဲ့အနံဖြစ်နိုင်တဲ့အလျားအနံ6စုံကိုရှာပါဆရာမတို့နှစ်ခုမြောက်အလျားအမြောက်အနံကိုမြှောက်လိုက်တဲ့အခါမှာ28ရရမှာ28ရမယ် အာဒီကိန်းလေးကိုပြောပါပါเนาะအလျားဘလောက်အနံဘလောက်မြောက်လိုက်ရင်28 cm2 20 cm2 ရအောင်ဆိုတော့ဒါလေးကိုကလေးတို့အနေနဲ့ဇရာကွက်လေးနဲ့ပေါ့เนาะဇရာကွက်ကလေးနဲ့အကွက်ချပြီးတော့ဆွဲခြင်းလဲဆွဲဆရာမတော့ဒီလိုပဲအကျန်းဆွဲပြမယ်အရင်ဦးဆုံးအလျားဆိုလို့ဆရာမတို့ရေးလိုက်မယ်ဟုတ်ပြီเนาะဒါလေးထုတ်လိုက်မယ်ဆိုတော့အလျားပြီးတော့ဒီမှာအနံဆရာမတို့ရဲ့ area က area ဆိုရေးလိုက်။ကဲဒါဆိုရင်အလျာကို28 cm ထားပြီးတော့မှအနံကို1 cm ထားလိုက်ရင်အလျာအမြအနံအကွက်ကလေးဆွဲလိုက်နော်ဒီလိုမျိုးလေးကပို့ပြီးတော့တည့်ရရှိမယ်။အဲဆရာမတော့အကျန်းလေးပဲဆွဲလိုက်မယ်အဲ့လိုမျိုးလေးဟုတ်ပြီနော်28မြောက်တက်တယ်ဘလားရလဲ28 cm square ရတယ်ဟုတ်ပြီတစုံရပြီ तू ကဒီလိုမျိုး6စုံကိုအဲရှာခိုင်းတာဆိုတော့ အဲဒီဆင်မရာတက်နေပြီးသွားလို့ရှိရင်နှစ်နဲ့ရှာရှာစဉ်းစားကြည့်လိုက်မယ်ဒီမှာ2စင်တီမီတာလို့ထားလိုက်မယ်အနံကို2စင်တီမီတာထားလိုက်မယ်2ဆိုလို့ရှိရင်ဆင်မရာနှစ်ဘနဲ့လေးလေ14နဲ့48ဆိုတော့14စင်တီမီတာ14နဲ့48 28စင်တီမီတာ square နှစ်ဆုံးရသွားပြီဟုတ်ပြီနော်နောက်တစ်ခုက3နဲ့ရလားဆိုတော့3နဲ့28ဒီမပြတ်ဘူးမပြတ်တဲ့အခါကျတော့ဆင်မရာ4နဲ့စဉ်းစားကြည့်မယ်4စင်တီမီတာ4 4 28ခုနှစ်လေးလေ28ဆိုတော့ဒါကလေ 28 cm2 ရရောနောက်တစ်ခုကဆရာတို့ဘာနဲ့စဉ်းစားကြည့်မလဲအာသူ့ကိုဆရာတို့ကငားနဲ့စဉ်းစားကြည့်ရင်ရတယ်ဟုတ်ပြီနော်ငားနဲ့ကဘယ်နဲ့လီဝင်လို့ရလဲမသိလို့ရှိရင်အဲ့က28ကိုငားနဲ့စားလိုက်မယ်ငားငားလီ25 3ကျင်းဒသမ3ညငား6လီ30 ကဲဒါဆိုရင်ဆရာမတို့ကအလျား9ဒသမ6ဆိုရင်အနက်9ဆိုပြီးထားလို့ရတာပေါ့သူတို့မြောက်လိုက်လို့ရှင်ဘယ်လောက်ရလဲ28ရတယ်ဒါကြောင့်မလို့9ဒသမ6စင်တီမီတာဆိုထားလိုက်တယ်ပြီးတော့မှအနက်ကို5စင်တီမီတာလို့ထားလိုက်တယ်ကဲဒါဆိုရင်ဒီနှစ်ခုမြောက်တာဒီ28စင်တီမီတာ square ရှိတယ်အဲ့ဒီနော်နောက်တစ်ခုအာ၅ပြပြီဆင်ဆင်မှာ1 2 4 5 3ကမရအောင်3နဲ့စားလိုက်လို့ရှိရင်ကြာတသမာနှစ်နေရာသုံးနေရာရလို့ဆင်မှာရအောင် မထဲတော့ဘူးနောက်တော့ဘာရသေးလဲဆိုတော့စဉ်းစားကြည့်မယ်နော်30နဲ့ရမယ်28ကိုဆက်မလို့30နဲ့စားမယ်30နဲ့၄20 8ကျန်နေတသက်မှာ၃ည38လေ80ဆိုတော့နေ့တသက်မှာ8ဆိုတော့ဆရာမတို့ကအလျားကို10စင်တီမီတာယူလိုက်ပြီးတော့မှအနံကိုနေ့တသက်မှာ8စင်တီမီတာလို့ယူလိုက်လို့ရှိရင်ဘယ်လိုရလဲနှစ်ခွမြောက်လိုက်တော့28မြောက်30ဒီ 2.8 multiply by 10 10 multiply by 2.8ဒီ28 cm square ရဆိုတော့ဆရာမရောဂျီမှာဗားရီသုံးထားလဲဂျီမှာအစုံမနှစုံရပြီလေ10နဲ့3လေး5စုံရတော့နောက်ထပ်တစ်စုံဆရာမစဉ်းစားကြည့်ရအောင်မယ်သူ့ဘာနဲ့စဉ်းစားကြည့်ရတယ်လဲဆရာမရှင်းနဲ့စဉ်းစားကြည့်အောင်ဟုတ်ပြီနော်ရှင်းနဲ့စားကြည့်လိုက်ဒီလိုလေးစားကြည့်လိုက်အောင်ပါပဲ8324 8424ရမရအောင်8324 ၄ကျန်ဒသမထို၃ည၈၅၄၄ဆိုတော့အလျားရှိအနန်3ဒသမ5ဟုတ်လားဆိုတော့ဆရာမတို့ဒီလိုလေးပဲအစားထုတ်လိုက်မယ်အလျား8စင်တီမီတာအနံ3.5စင်တီမီတာဆိုရင်သူ့ရဲ့ area ဒီ 28 cm square ရတယ်ဒါလေးပဲရပြီလားဒါဆိုဆရာမတို့ဒီမှာဘယ်နှဆုံရပြီလဲဆိုတော့10 3 4 5 6 6ဆုံရတယ်ကလေးတို့အနေနဲ့ဒါတွေမဟုတ်ပဲနဲ့တခြားတွေရောမရဘူးလားဆိုတော့ရတယ်เนาะဒါထက်ကြီးသွားလို့ရှိရင်ကြာခနဲ့နေကြီးသွားလိမ့်မယ်အမဆက်နှစ်ဆိုရင်ဆက်နှစ်နဲ့လေး24ဝင်လိုက်မယ်။နလေးဝင်ပြီလို့ရှိရင်သမထို3ညဆိုပြီးတော့ဆင်မလို့ဆက်စားသွားမယ်ဆိုရင်အလျာနဲ့အနံနဲ့ကိုအဲ့ဒီနည်းနဲ့အရှာလို့ရမယ်ပေါ့နော်။ခဲ့ဒါဆိုလို့ရှိရင်ဆင်မလို့ဒီပုတ်စာလေးကရသွားပြီ။နောက်တစ်ပုတ်ကိုသွားရအောင်။ နောက်တစ်ခုကကြတော့ area 45 meter square ရှိတော့ Dorman Stugan တခုဤဖြစ်နိုင်သောအလျားနှင့်အနေတတူတူပဲဒီပုံစံအတိုင်းပဲစဉ်းစားရမှာနော်ဒီနံပါတ်15နဲ့တူတူဒီတခါကျတော့သူက area က45 cm 45 meter square ဆိုရင်အလျားနဲ့အနံ့နဲ့ဘယ်လောက်ရှိနိုင်မလဲလေအခုနကလို့ပဲဆရာမတို့ကအကွက်ကလေးနဲ့စဉ်းစားကြည့်လိုက်မယ်အဲ့တော့ဒီမှာဆရာမအလျားရေးလိုက်မယ်ဒါကအနံ့ဒါကကျတော့ area ဟုတ်ပြီဒါဆိုလို့ရှိရင်အလျားကို45မီတာဆိုနဲ့အနံက1မီတာဆိုရင်ကော45 45မီတာ square area ရတာပေါ့ဟုတ်ပြီနော်နောက်တစ်ခုနှစ်နဲ့စဉ်းစားကြည့်မယ်အဲတကယ်လို့အနံကိုဆံမတော့2မီတာယူလိုက်မယ်ဆိုရင်နှစ်နဲ့စားလိုက်လို့ရှိရင်ကြတော့20နဲ့တမ5မီတာဆိုရရဟုတ်လားဒီနောက်ခုမြောက်လိုက်ရင်ဘယ်လောက်ရလဲ45မီတာ square ရတယ်3နဲ့3နဲ့ကတော့ရှင်းရှင်းလေးပဲ15 3လေးဆံမတော့အနံကိုဘာကြောင့် တို့တဲ့ဒီအလျားကိုပဲယူရတယ်ဆိုတော့အလျားနဲ့အနှံနဲ့ရှင်လို့ရှိရင်အလျားကပို့ပြီးရှည်ရမှာမလို့ရှည်တဲ့အလျားကိုဆီယမကအဲရှည်တဲ့အတိုင်းတာကိုအလျားဘက်မှာယူထားတာဟုတ်ပြီနော်953 45ဆိုတော့ဒါလည်းရသွားပြီဆီယမတို့သုံးစုံရပြီနောက်တော့ဆီယမတို့ဘာရသေးလဲ95လီ45ရမယ်ဟုတ်တယ်နော်95လီ45 45 meter square ဲ့တော့ကျွန်တော်တို့က1နဲ့3လေးလေးစုံရပြီနောက်ထပ်ပါရသေးလဲဆိုကလေးတို့ကဘယ်လိုရေးလို့ရသေးလဲဆိုသူ့ကိုအာဒီ1.5ဆိုပြီးရယူလိုက်မယ်1.5မီတာနဲ့သူ့ကို30မီတာယူလိုက်ပြီးတော့မှနှစ်ခွမြောက်လိုက်လို့ရှိရင်45မီတာ square ရတယ်ရပြီနော်နောက်တစ်ခုကျန်နေနောက်တစ်ခုဆက်မလို့ဘယ်လိုစဉ်းစားကြည့်မလဲဆိုတော့စဉ်းစားမစဉ်းစားတတ်တော့ဘူးဆိုရင်စားလိုက်တော့ဟုတ်ပြီလားဥပမာ45ဆိုရင်လေးနဲ့စားကျင်လား ငါကတော့ဆံတော့ဒီမှာတုံးပြီးသွားပြီ6နဲ့စားချင်လား9နဲ့စားချင်လားရတယ်ကြိုက်တဲ့ဟာနဲ့စားပြီးတော့အဆင်ပြေတဲ့ဟာဒါယူလိုက်မယ်ဟုတ်ပြီလားဥပမာဆံမတို့က45ကိုဆံမကတိမှာခွန်ကိုမသုံးသေးဘူးဆိုတော့ခွန်နဲ့စားလိုက်မယ်ဆိုတော့86လီ40နဲ့3ချင်သတ္တမတို့3ည83လီ20 27 9လီ28ဒါတော့ဗာကြံနဲ့2ချင်နဲ့ ။ဘာရလဲ9044ပဲရမှာတူပါလေနော်။ခွင့်နဲ့လေ၁၄၆ကျင်ဆိုတော့ဒီအတိုင်းပဲသွားမှာဆို7ကိုကမသုံးကျင်ဘူးဆိုရင်မသုံးနဲ့တကယ်လို့7 multiply မှာ6.42လောက်နဲ့သွားကျင်ရင်လည်းသွားလို့ရတယ်။ဟုတ်ပြီနော်။ ဆိုတော့ဒီတပုတ်မှာကြတော့သူက6စုံကိုပြောပါ9စုံကိုပြောပါမပါဘူး9စုံလောက်ထားချင်လည်းရတယ်ဟုတ်ပြီနော်ဆရာမတို့ဒီမှာ10နဲ့3 4 5 9စုံရနေပြီတကယ်လို့ကလေးတို့အနေနဲ့နောက်ထပ်အာဒီအသုံးချင်သေးတယ်ဆိုရင်တော့ဒီ55ကိုစားရတာလွယ်တာတော့30ပေါ့ဟုတ်ပြီလား55ကိုဆရာမတို့30နဲ့စားလိုက်မယ်30လေးလေး45ချင်းတတမထို3ည35လေး50ဆိုတော့ဘာရသေးလဲ30မီတာအမြောက် 4.5မီတာဆိုပြီးရသေးတယ်ဒီနှစ်ခုမြောက်လိုက်တော့45မီတာစကွဲဒါကတော့ဒီနံပါတ်16မှာကြတော့သူကရှေ့ကပုတ်စာမှလိုမျိုး6စုံကိုမပြောခိုင်းတာ6စုံလို့မပြောထားဒါကြောင့်မလို့ဆင်မတော်9စုံလောက်ရေးရင်လည်းရတယ်ဆင်မတော်တော့ဒီမှာ6စုံပဲရေးပေးထားတယ်ဟုတ်ပြီနော်တခြားတွေရောမရဘူးလားဆို17နဲ့ဝင်ချင်လည်းရတယ်73နဲ့ဝင်ရင်လည်းရတယ်လက်သမားတွေနဲ့ထွက်လဲကိစ္စမရှိဘူးအဲ့တော့ကိုယ်စဉ်းစားလို့ရတယ်အနေထားအတိုင်းလေးစဉ်းစားပြီးတော့မှဒီ6စုံ9စုံကကိုရေးလိုက်ဟုတ်ပြီနော် နောက်တစ်ခုကြည့်ရအောင်နော်အနားတစ်ဖက်လျင်5မီတာရှိသောစတူရန်ပုံမြက်ခင်းဤအပြင်ဘက်ပပက်လေတွင်1မီတာကျဲသောလန်ခင်းထားဤတဲ့အဲ့ဆိုတော့ဆင်မတော်သူ့အရင်အဆုံးစဉ်းစားကြည့်အောင်အနားတစ်ဖက်ကို5မီတာရှိတဲ့စတူရန်ပုံမြက်ခင်းဆိုတော့ဆင်မကမြက်ခင်းလေးကိုအကျန်းလေးအရင်ဆုံးဆွဲကြည့်လိုက်မယ် ဆိုတော့ဆီယာမကအရင်ဦးဆုံးအကြမ်းလေးဆွဲလိုက်မယ်။ "तू ကပုံမပေးထားဘူး။အနားတစ်ဖက်လေရင်5မီတာရှိသောဆွေရန်ပုံမျက်ခင်းလို့ပြောလို့ဆီယာမက5မီတာတော့ဆွဲမရတာဖြစ်တဲ့အတွက်ကြောင့်ဆီယာမက5စင်တီမီတာလေးနဲ့ကလေးတို့နားလည်အောင်ဒီမှာပုံလေးတစ်ပုံဆွဲလိုက်တယ်။ဒါကမျက်ခင်းပေါ့နော်။အဲ့ဒါဆိုတော့အဲဒါကမျက်ခင်းမလို့ဆီယာဒီနားလေးမှာမျက်ခင်းလို့ရေးလိုက်မယ်။ဒါကဒီအနားတစ်ဖက်ဘယ်လောက်ရှိလဲဆိုတော့5စင်တီမီတာရှိတယ်။ အဲ့ဒီအခင်းရဲ့အပြင်ဘက်ပတ်ပတ်လဲဆိုဒီအပြင်ဘက်ပတ်ပတ်လဲမှာ1မီတာကျဲတာကျဲတော့လန်းခင်းထားတယ်ဆိုတော့ဒီကနေဒီကို1မီတာကျဲမယ်1မီတာဆိုဆရာမတို့ကတော့1မီတာကိုဆွဲလို့မရအောင်ဆိုတော့1စင်တီမီတာလောက်ကလေးနဲ့ဆရာမတို့ဒီအသူ့ကို1စင်တီမီတာထက်ချဲ့လိုက်ပြီးတော့မှဆွဲလိုက်မယ်ဟုတ်ပြီနော်အချမ်းဆွဲမှာကဲဒါဆိုလို့ရှိရင်ဆရာမတို့ဆက်ပြီးစဉ်းစားကြည့်လိုက်မယ်ဆရာမပုံလေးနည်းနည်းလေးဆောင်းသွားရယ်နော်ဒီနဲ့ဒီဘလောက်လဲဆိုတော့1မီတာ လည်း1မီတာရှိဆိုတော့ဒီလိုကျဲတဲ့ဒါကလန်ဒီလန်ကလေးဟုတ်ပြီနော်ဒါကကျတော့5မီတာဆင်မစင်တီမီတာရေးမိသွားပြန်ပြီ5မီတာပေါ့ဒါဆိုရပြီနော်အဲ့ဆိုဒီကနေစပြီဆင်မစစချင်းမယ် နံပါတ်ကကြီးပါကိုရှာခိုင်းတာလေဆိုတော့လမ်းဤဧရိယာကိုရှာပါဆမရောလမ်းရဲ့ဧရိယာကိုရှာရမယ်ဒီလမ်းကလေးဒီလမ်းကလေးရဲ့ဒီဧရိယာလေးပဲဒီဆမရောအယောင်ခြေလိုက်မယ်ဒီအယောင်ခြေလိုက်တဲ့အပိုင်းလေးရဲ့ဧရိယာကိုပဲရှာရမယ်ဆိုတော့ဆမရောစပြီးစဉ်းစားကြည့်မယ်လမ်းဤဧရိယာလမ်းဤဧရိယာညီမြချင်းဆိုတော့ဒီကနေဒီထိပေါ့နော်ဒီကနေဒီထိဒီ5စင်တီမီတာရှိတာ ရှမတို့ရဲ့ land ဒီဘက်မှာက1 cm 1 meter ဒီဘက်မှာက1 meter ဒါကကြတော့5 meter ဆိုတော့ဘယ်လောက် meter ရှိသွားရလဲဆိုတော့7 meter ရှိသွားပြီဒီအလျားလေးဒီ7 meter ရှိသွားပြီဒီဘက်လည်းထိုနည်းအတူပဲဒီကနေဒီထိက5 meter ရှိတယ် နော်ဆရာမတို့ကထက်ချဲလိုက်တဲ့လမ်းဒီ1မီတာ1မီတာဆိုတော့ဒီဒီအကုန်လုံးအလျားဒီ7မီတာရှိတယ်။ဒီဘက်လည်းပဲဒါ7မီတာရှိတယ်။ဒါ7မီတာရှိတယ်။သဘောပေါက်ပြီနော်7မီတာဘယ်လိုကြောင်ရှိရလဲ။ဒီရဲ့လျားက5စင်တီမီတာဆရာမတို့ကလမ်းကကြတော့ဒီဘက်မှာလည်း1မီတာဒီဘက်မှာလည်း1မီတာဆိုတော့5မီတာရဲ့ဒီဘက်ကလည်းအထိုးနည်း၎င်းပဲဒီလိုမျိုးလေဒါ5မီတာရဲ့တိုးနေတဲ့လမ်းအလျားက1မီတာ1မီတာရဲ့ဆိုတော့ 7 meter ဒါဆိုရင်ဒီတစ်ခုလုံးဒီဒီတစ်ခုလုံးမြက်ခင်းကောလမ်းကောအပါဒီစတူရန်ပုံတစ်ခုကြီးဖြစ်နေတယ်7 meter အလျားရှိတယ်အနားတစ်ဖက်ကို7 meter အလျားရှိတယ်စတူရန်ပုံဖြစ်နေတယ်အဲ့ဒီစတူရန်ပုံကနေပြီးတော့ဆင်မတော့ဒီမြက်ခင်းရဲ့ area ကိုနှုတ်လိုက်မယ်စတူရန်7မီတာစတူရန်ရဲ့အဒီအလျား7မီတာရှိတဲ့ဒီစတူရန်ရဲ့ area တစ်ခုလုံးကြီးကနေပြီးတော့မှမြက်ခင်ရဲ့ area ကိုနှုတ်လိုက်လို့ရှိရင်ဒါရရသွားပြီလို့ဆိုတော့လမ်းရဲ့ area ကိုရရသွားပြီ။ဒါဆိုရင်ဆက်မလို့စာစာရင်းမယ်။ အနားတစ်ဖက်လည်းရင်7မီတာရှိတော့စတူရန်ဤအေရီယာအဲ့ဒီစတူရန်ရဲ့အေရီယာဒီအကြီးကြီးတစ်ခုလုံးကနေပြီးတော့နှုတ်မယ်။ဘာရဲ့အေရီယာကိုလုံမှာလဲဆိုတော့လမ်းရဲ့အေရီယာကိုနှုတ်မှာ။ဆိုတော့လမ်းရဲ့အေရီယာဆိုရင်မရှိဘူးเนาะဆရာမတို့ကလေဒီတိတိကျကျလေးရေးလိုက်မယ်။အနားတစ်ဖက်လေးရင် 5မီတာရှိတော့စတူရန်ရဲ့ area ကိုနှုတ်မယ်စတူရန်ဤ area ဆိုပြီးနှုတ်လိုက်မယ်အဲ့လိုနှုတ်လိုက်တဲ့အခါမှာကျွန်တော်ရမှာဒီလမ်းရဲ့ area ကိုရသွားပြီဆိုတော့အနာတစ်ဖက်7ဆိုတော့7မီတာ multiplying by 7မီတာဆိုပြီးရမယ်အနှုတ်သူက9မီတာဆိုတော့5မီတာ multiplying by 5မီတာဆိုပြီးရသွားမယ်အဲ့ဒါဆိုတော့9 9 4က49 49မီတာ square minus 9925ဆို25 meter square ကဲနှုတ်မယ်49တဲ့က25နှုတ်တာက24 meter square ဆိုပြီးရသွားပြီဒါနံပါတ်ကကြီးအတွက်လမ်းရဲ့ area ရပြီနော်နောက်တစ်ခုမိကုန်းပါမိလေထိုလန်းကိုကြောက်ခင်းရဲ့အတွက်လှုပ်အားခ1 meter square လှုပ်အားခက area 1 meter square ဆိုလို့ရှိရင်900ချက်ပဲပေးရတယ် area အာဒီ 1မီတာစကွဲအတွက်900ကျပ်ပေးပြီးတော့မှကြောက်ခင်းရံအတွက်လှုပ်အားခတ်ကိုအဲ့လိုပေးရတယ်ဆိုရင်ငွေမြေများကုန်ကြမည်နီဆိုတော့အဆမရုတ်ကဘယ်လိုတက်မလဲဆိုတော့အဒီလှုပ်အားခပါနော်1မီတာစကွဲကြောက်ခင်းရံအတွက်လှုပ်အားခပေးထားချက်ရေးရအောင်ပါဆမရုတ်က1မီတာစကွဲကိုလှုပ်အားခအပေးရတော့လို့အားခလို့ပဲကျမတို့ကရေးလိုက်မယ်ဟုတ်လား 1 meter square အတွက်ပေးရတော့လို့အားခလို့ရေးလိုက်ရတယ်1 meter square ကိုပေးရတော့လို့အားခဒီဘလောက်လဲဆိုတော့900ကျပ် ဒါဆိုရင်ဆရာမတို့ကအခုဒီဘလောက်အထွက်လဲဆိုတော့24 meter square အထွက်အထွက်ရေးရတာပို့ပြီးတော့လာမယ်ထင်တယ်နော်ဆရာမတို့ဒီမှာအထွက်ဆိုရင်ပြောင်းလိုက်ရမယ်1 meter square အထွက်ပေးရတော့လို့အားခါရဲ့24 meter square အထွက်ပေးရတော့လို့အားခါဆိုမှရေးလိုက်လို့ရှင်ဆရာမတို့က1 meter ကို900ဆိုရင်24 meter ဆိုဘာလို့မလဲ24 multiplying by 500 jet ဆိုပြီးရေးလိုက်ရအောင်24 5လေးက10နဲ့ နော်120ဆိုတော့24 5လီ120နောက်က3ညနှလုံးထည့်ရလိုက်တော့ခု10ရထောင်းတောင်း12000ကျက်ဆိုပြရအဲ့တော့သူကငွေမြေမြကုန်ကြမီနီဆိုတော့အောက်မှာအဖြေကိုဘယ်လိုရေးမလဲဆိုတော့လောအားခကုန်ကြငွေဆိုလို့ရေးလိုက်မယ်လောအားခကုန်ကြငွေ ညီမအချင်12000ကျဲဆိုပြီးရေးလိုက်ရပြီဟုတ်ပြီနော်ကြည့်လားဆိုလို့ရှိရင်ဆရာမဒီနေ့သွားတဲ့သင်ငန်းစာကလေးတို့ရသွားပြီလို့ထင်တယ်အာဒီသင်ငန်းစာဒီသင်ငန်းစာတော့ပြီးသွားပြီနောက်မှာဆရာမဘာစစ်တင်မှာလဲဆိုတော့သတိကံတစ်ခုရဲ့ area ကိုဆက်ပြီးတော့ရှာမှာဖြစ်တယ်ဆိုတော့ကလေးတို့နားလည်ရင်လည်းနားလည်တဲ့အကြောင်းကိုဆရာမပြောပေးခဲ့ပါရှင်လိုအပ်တာရှိလို့ရှိရင်လည်း comment box မှာပြောခဲ့ပေးပါရှင်ကျေးဇူးများရည်တင်ပါတယ်